ஆளுமே மிங்களாவா சொன்னரு ဖုတ်ဘောအလိုက်ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ကျွန်တော်စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗောနော်။အဲ့တော့ဒါလက်ရှိမှာဒီတစ်ပတ် recap ပြတာကျွန်တော်ဒီနေ့ညအစီအစဉ်ကိုပြောဖို့အတွက်အကြရောက်နေတဲ့လူကတော့ကျွန်တော် Manchester City တိမဖြစ်ပါလေ။ရွှေဘဗောနော်။ရွှေဘရဲ့ဒီတစ်ပတ်ကို recap လုပ်အောင်ရွှေဘနှစ်ပွဲကန်ထားတယ်။ Borussia Dortmund နဲ့ပွဲစဉ်မှာလည်းဂိုးပြတ်နိုင်ခဲ့လို့ဒါကျွန်တော် Liverpool နဲ့ပွဲစဉ်မှာလည်းသူတို့အနေနဲ့ဂိုးပြတ်နိုင်ခဲ့တာကိုတွေ့ရမယ်။အဲ့တော့ရွှေဘနယ်လက်ရှိမှာဒါကျွန်တော်ပါစနေပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့တပတ်လောက်ခရေကတင်ထားခဲ့တဲ့ ဲ့ဗီဒီယိုကလက်ရှိမှာမှန်နေမှန်တဲ့ပူပူပြီးမှန်လာခဲ့တယ်လို့ပြောလို့ရမယ်တယ်မှာပါအဲ့ဒါကပါလဲဆိုတော့စီရီသစ်နဲ့ခုလက်ရှိမှာတို့လှုပ်ဆရာရှိတဲ့အလုပ်ကိုခြေတန်လုံလုံနဲ့လုပ်နေတဲ့အနေထားတစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်တကယ်ကိုတော်တော်လေးကိုကောင်းမွန်တဲ့ခြေစွမ်းကိုပိုင်ဆိုင်ထားတဲ့အသင်းတစ်ခုလို့မြင်နေပြင်လက်ရှိမှာကစားသမားတွေဒဏ်ရာကပြန်လည်ပြီးတတ်တာတဲ့အချိန်မှာစီတီရဲ့အသင်းရဲ့လက်ရှိမှာဘာလုပ်လို့ရလဲဆိုဆက်လက်ပြီးပြသခဲ့တယ်ဒီနှစ်ရဲ့ဒါကျွန်တော်ရဲ့အမြင်ပေါ့နော်ကျွန်တော်တူတူတယောက်တဲ့အမြင်မှာစီတီအကွင်းလေကဒီနှစ်ကကျွန်တော်တို့ favorite ပဲ ကျွန်တော်ဒီ traditional ဆန်တဲ့ကောင်မှုလို့လာတော့မသိပေမဲ့ထောက်ဝနိုင်ကျွန်တော် DMCM AM ဆုံရင်ကျွန်တော်သိပြီးသဘောကျတယ်ဒါမနစ်ကကျွန်တော်ရဲ့ favorite ကလက်ရှိဒါကျွန်တော်ချက်စီးသင်းဖြစ်ခဲ့ပြီးဒီနှစ်မှာဒါကျွန်တော် CD သင်းရဲ့ကွင်းလေကိုသဘောကျတယ်ဒီနှစ်မှာကွင်းလေမှာဒါကျွန်တော်တယောက်တယောက် unlock လုပ်ပေးဖို့အရင်ရည်ကြီးတယ် ဖိုဒန်ရဲ့ဒီနှစ်မှာရိုင်ဒါစ်ရောက်လာခြင်းကသူ့ကိုအန်လော့လုပ်ပြီးခြင်းကတော်တော်လေးကိုအသက်ဝင်သွားခဲ့တယ်လို့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်နည်းနည်းမြင်နေရိုင်ဒါစ်ကိုဒီနှစ်မှာခေါ်ယူခြင်းကဒါ GA ဒါကျွန်တော်တို့ပေါ့ goal contribution တက်ဆိုင်ဖိုဒန်ကိုနောက်ကနေပြီးပံ့ပိုးပေးခြင်းကတော်တော်လေးကိုအသက်ဝင်ခဲ့တယ်လို့ပြောလို့ရတယ်ဥပမာဒီနှစ်မှာဒါကျွန်တော် declaration ဇူဘီမန်ဒီအတွဲမိနေလို့ပဲ ဒီနှစ်မှာ Declan Rice တအားကောင်းတာတွေ့ရမှာဒါပေမဲ့နောက်က Zuiman ဒီဘလောက်ထိကောင်းလဲဆိုတာကို Declan Rice ကိုကြည်တာနဲ့ပုံပြီးသိရမယ်ဒီတိုင်းမဲ့ Foden ဒီနှစ်မှာတော့ကျွန်တော်တို့က Ryan Jesus ကိုသွင်းသွားခဲ့ချိန်မှာလူတွေတော်များမျှော်မှန်းတာက Riders ကြီးကနေပြီးတော့ Go သွင်းတာတွေမျှော်နေတယ်ဒါပေမဲ့ဒီနှစ်ပွဲစဉ်မှာဒါကျွန်တော်လက်ရှိဒီဒီပွဲစဉ်မှာတော့ Riders မပါသေးဘူးပေါ့နော်ဒါ Sharky နဲ့ပဲလှုပ်သွားခဲ့တာပေါ့နော်အဓိကတော့အဲ့တော့ပြောချင်တာက Foden ကို unlock လုပ်ဖို့အတွက်ဒီနှစ်မှာ City ဝယ်တဲ့လူတွေအကုန်လုံးကအလုပ်ဖြစ်ခဲ့တဲ့လူပဲဆိုရမယ်ဒီမှာပါတယ်ဒီနှစ်မှာဒါကျွန်တော်တို့ City အသင်းနေတာကျွန်တော်တို့ Sharky ကို Saver ကို Foden ကို unlock လုပ်ပေးဖို့အတွက်အဓိကဖြစ်လာခဲ့ဒါပေမဲ့ ဒီနှစ်ရဲ့ most improved ကစားသမားနှစ်ယောက်ကိုပြောပါဆိုတော့ Jeremy Duku ရဲ့ဒါကျတော့ Nico Gonzalez ရဲ့ Nico Gonzalez ကိုဒီနှစ်မှာကျွန်တော်အနေနဲ့အများကြီး expectation လုပ်လို့ရမယ်ပြောတဲ့ချိန်မှာဒါကျွန်တော်မှတ်မဲ့ရ City ပြည်သက်တယောက်ကနေပြီးတော့အာဒီကောင်စောက်ဘောပါကွာဆိုကျွန်တော်လာပြောတာမှတ်မိတယ်ကျွန်တော်ကပြခုနကပြောကျွန်တော်တို့မဲ့တော့ tactical ဘာညာခင်ဗျားတို့ပြောမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်နေကျွန်တော် vibe နဲ့သွားတယ်အဲ့တော့ဒီနေ့မှာတို့မဲ့တချို့ကြားဓာတ်ကြီးလုံးဝမကြခင်ဗျားဒါ for sure ကျွန်တော်တို့ကပေါ့နော်ဒီတယောက်ကိုကျွန်တော်ဒီခုနကကြည့်တဲ့အချိန်မှာကျွန်တော်ဒါ ဟို six sense ဆိုပါလို့မပြောချင်ဒါရရကျွန်တော်เนี่ยသိပြီးယုံကြည်ရှိရတယ်မှာမပါပေမဲ့ကျွန်တော်တို့ကဒီကစားသမားတစ်ယောက်ကိုကြည်လိုက်ဒီနေ့မှာဒီကောင်တောက်ပဖို့ရခိုင်လို့များတယ်ကျွန်တော်သိတယ်ဘာဖြစ်လို့လဲသူတွေเนี่ยဒါကျွန်တော်လက်ရှိ sub type ပြလောကကြီးမှာပေါ့နော် make it or break it movement နဲ့ရှိတယ်ဒီနေ့မှာ rodri ထပ်ပြီးတော့ဒါ injury တွေဆက်လက်ပြီးရတယ် nico gonzalez မှာရွေးချယ်တာတစ်ခုပဲရှိတယ် covasic ကိုဒါကျွန်တော် guardiola နဲ့သူ့နေနေဒါပင်နိုင်စံ dm ပုံစံမျိုးမသုံးချင်အဲ့တော့ nico gonzalez မှာသူ့မှာကြီးရွယ်ချက်ရှိတယ် pep guardiola ရဲ့အသင်းမှာလုံးဝ ပီလာတစ်ခုဖြစ်ဖို့အတွက်သူ့မှာ chance ရှိမယ်နီကိုဂွန်ဇာလက်စ်ကအဲ့ဒီ chance ကိုလုံးဝအပြည့်အဝရယူခဲ့တယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်ဒါအပြင် left back ကနီကိုအိုရိုင်လီလည်းဒီပုံစံနိုင်မယ် အိုက်နူရီဒိုင်ယာရသွားတဲ့ချိန်မှာဒါကျွန်တော်လက်ရှိ CD အတင်တော်တော်လေးကိုကြောင်ပြောက်တယ်လက်ဘက်နေရာမှာဒါဘ누구ကိုသုံးအောင်မလဲဒါကျွန်တော်ကုဆနော့ဖ်ကိုပဲဖူဘက်ကြီးထုတ်သုံးအောင်မလားဒါဘ누구သုံးအောင်မလဲကုဆနော့ဖ်ကြီးလည်းနာသွားတဲ့ချိန်မှာအူရိုင်ဒီကလက်ရှိမှာဗက်တရန်ဖြစ်တော့ကျွန်တော်နေတာမနေ့ကပေါ့နော်ဒါကျွန်တော် United Arena ကဒါကျွန်တော်အက်ဒီနဲ့ပြောနေတယ်ဆိုတာရှိတယ်အူရိုင်ဒီကိုရုတ်တရက်ချက်အူရိုင်ဒီကိုကျွန်တော်အချက်ဆုံးချက်ကပါတယ်သိလားဒီဘဲလေးကဒီနှစ်မှာမှဒေဗျူကိုတေးသေးချာချာထွက်ခဲ့ရတဲ့အချိန်ဒါရုတ်တရက်ကြည့်လိုက်ရင်ဒီဘဲလေးကိုကျွန်တော်မနေ့ကစာသားလူစားသမားမျိုးနဲ့ရှင်ခဲ့တယ် ဟိုနေ့ကဒါကျွန်တော်အာဆနယ်လူအသင်းမျိုးသူရှင်ပြခဲ့တယ်ပြောချင်တာပဲအိုရိုင်လီနေနဲ့လက်ရှိမှာသူ့အနေနဲ့လုံးဝကို veteran ပေါ့နော်ကျွန်တော်လက်သူ့အနေနဲ့ဟိုမသိမ Premier League ကိုဒီကောင်ကစားလာနှစ်နှစ်လောက်ရှိပြီဆိုတဲ့ပုံစံမျိုးဒါအိုရိုင်လီစီမှာတွေ့ရတယ်ဒါပေမဲ့ဒီနေ့ရတာတကယ်ကိုတော့ကျွန်တော် hero ဖြစ်နေတဲ့ဘဲကတော့ Jeremy Doku ပဲ Jeremy Doku နဲ့ကျွန်တော်ဒါအမြဲတမ်းပြောနေတဲ့ချက်တစ်ခုရှိတယ်အဲ့ဒါကပါဒီ Bailey and product ပါမှန်ခင်ဗျ real marest တောင်ကောင်းနိုင်နေဆိုတဲ့စကားလုံးကိုကျွန်တော်လွယ်လွယ်နဲ့ပြောခဲ့တာမဟုတ်ဘူးဒါကိုဒါ city ပြည်သက်နဲ့ပတ်သက်ရင်ကျွန်တော်သိလိမ့်မယ်အဲ့တော့ စီးရီးနဲ့ပတ်သက်ပြီးကျွန်တော်ခုနောက်ပိုင်းမှာကျွန်တော်ကိုကျွန်တော်ကြည်နေတာစီးတီးပွဲစဉ်တိုင်းကိုလက်ရှိမှာအကုန်လုံးကြည့်ပေးခဲ့တယ်ဘိုရီရှာဒေါ်မွန်ဒါကျွန်တော်လက်ရှိကျွန်တော်ကိုယ်လည်းဘောလုံးပွဲကိုဒါကျွန်တော်ကြီးချောက်ကြီးနဲ့ပတ်သက်ပြီးအကုန်လုံးတောက်လျှောက်လိုက်ကြည့်ခဲ့တဲ့အတွက်ကြောင့်မလို့ဒါတွေကလက်ရှိမှာဒါကျွန်တော်တော်တော်လေးကိုအလေးပေးသွားခဲ့တယ်လို့ပဲပြောရမယ်တဲ့မှာပါတယ်ဂျယ်ရမီဒိုကုအနေနဲ့လက်ရှိဒါကျွန်တော်ဒီနှစ်ပိုင်းမှာသူ့ရဲ့ app product တွေကိုသူအများကြီးဒါပြောတိုးတယ်အဲ့တော့ကျွန်တော်ရဲ့ mentality ဘိုင်းနဲ့လည်းဆိုင်မယ်တဲ့နဲ့သူ့နေတာကျွန်တော်တို့ goal twin နေ twin မယ်မ twin နိုင်ဘူးဆိုလက်ရှိမှာဗျာ corner break လေးကိုသူတိတ်ကောင်လောက်ခဲ့တယ် တိတ်ကွန်လုတ်တဲ့ corner bread လေးကိုအချိန်တိုင်းမှာဒါကျွန်တော်ခေါင်းထဲမှာအီယာဆုံးပါတယ်တိတ်လားခင်ဗျားတို့တော့မသိဘူးเนาะကျွန်တော်ကဒါဟိုစိတ်ဝင်စားကျွန်တော်ကကျွန်တော်ကောင်မလေးကဘာပြောလဲဆိုတော့ဟဲ့တယ်ဥမာတန်တာမိုးသိပွဲဖြစ်နေတယ်ပေါ့เนาะသွားကြည့်ဆိုတော့ကျွန်တော်လည်းမနေ့ကပွဲတွေစိတ်မဝင်စားရှာဘူးသူသွားကြည့်ရောအီယာဆုံးဘုံမှာပါတယ်တိတ်လားဟိုတယောက်ကလေဘာလဲ host တော့မလုတ်ပါနဲ့အဲ့လိုပြောတဲ့အချိန်မှာဟိုကတော်မီတိုကူက corner bread လေးကိုဆက်ဆက်ကြော်နေတယ် ကျွန်တော်ခုချိန်ဒီအမှန်တိုင်းမှာကျွန်တော်အဲ့ဒီဗီဒီယိုတင်ချင်တယ်တလားဟိုတယောက်ပဲလေဘာလဲဘာလဲ host တော့မလုပ်ပါနဲ့ကောနာဘယ်လီယာအဲ့လိုပုံစံပြစ်နေတာဗောနော်ဂျယ်ရမီတိုကူကိုဂျယ်ရမီတိုကူเนี่ยဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လက်ရှိမှာကောနာဘယ်လီကိုတိတ်ကွန်နိုင်ကအင်မတန်မှကောင်းနေခဲ့တယ်ဖြစ်တယ်အဲ့တော့အဲ့တော့ကျွန်တော်လာဆာလာကိုယ်တိုင်လည်းဂျယ်ရမီတိုကူကိုဝေးမကူအလှဆုံးပါဗျာမက်မက်ရဂရဗန်ဘက်ရကောနာဘယ်လီနှစ်ယောက်ကြားတဲ့ကနေပြီးတော့ပြန်ထွက်သွားတဲ့အလုံးဆိုစောက်ရမ်းကြိုက်တယ်ဗျာအဲ့တော့ ဂျရမီဒိုကူကိုလက်ရှိမှာဒါသူ့ရဲ့ဒါကျွန်တော် potential အပြည့်အဝ100%တွေ့တယ်တွေ့လာပြီအဲ့တော့ CVO နေနဲ့ဂျရမီဒိုကူ upgrade ဖြစ်သွားတဲ့ဥစ္စာကိုအပြည့်အဝတည်တည်နေတယ်လို့မြင်တယ် CVO နဲ့အခုချိန် ကြီး consistent မဖြစ်သေးအခုချိန်ကြီးတနစ်ရွှေတနစ်ငွေဖြစ်နေစေဖြစ်တယ်လို့မြင်တယ် CVO နဲ့လက်ရှိမှာ end product တွေကိုဒါဂျရမီဒိုကူလောက်သာအဆင်ပြေခဲ့မယ်ဆိုရင် CD အသင်းရဲ့တောင်ပန်တွေက immediate မှာအားကြီးသွားနိုင်တဲ့ movement လို့မြင်တယ်ဒီနေရာမှာဒါဂျရမီဒိုကူနဲ့ဒါအရင်တော့ဒါတပွဲ off ပုံစံမျိုးမဟုတ်ဘဲနဲ့နောက်ပိုင်းပွဲစံမှာ consistency အရင်ကောင်းလာတွေ့ရမှာဂျရမီ ိုကုတိတ်ပြီးမပေါ်တာဆိုတော့ပဲပွဲရှင်မယ်စပါးနဲ့ပွဲစဉ်ရှိမယ်ပြီးရင်ဒါဂျာရီဒူကစပါးနဲ့ပွဲစဉ်မှာတော့တိတ်မမှန်ဘူးဒါအာဆင်နယ်ပွဲစဉ်မှာသူတိတ်မပေါ်အဲ့ဒီပွဲစဉ်တွေကလွင်ဂျာရီဒူကရဲ့ဒီနေ့ပြောရမှုမဲ့ဆောင်းအောင်မယ်ပြီးတော့နောက်တစ်ခုတဖြည်းဖြည်းနဲ့တီးတသာတိုးရတာက CD သင်းရဲ့ cancel ပိုင်းမယ်နောက်ပိုင်းမှာ Ruben DS ရဲ့ဒါကျွန်တော်လက်ရှိဥဆောင်လာတဲ့ cancel ပိုင်းကတော်တော်ကြီးကို လုံလာတယ်လို့မြင်ရမှာတော်ပါတယ်စီးသစ်တဲ့ဒါကြတော့နှစ်တိုင်းနှစ်တိုင်းမှာအမြဲတမ်းခံစားပိုင်းလေးတွေကအမြဲတမ်းလိုလိုယူပေါက်တစ်ခုနဲ့တွေ့ခဲ့ရပဲဒီနှစ်မှာတော်တော်လေးအားရဖို့ကောင်းခဲ့တယ်ဒီနှစ်မှာဒါကြောင့်မဖြစ်မနေချီချူအမရူဘင်ဒီယက်စ်နဲ့ကဗာဒီယိုရဲ့ဒါကျွန်တော်တွဲကိုကဗာဒီယိုနဲ့လက်ရှိမှာဒါအရင်တော့က LB ဆော့အမလား LCB ဆော့အမလား LWC ဆော့အမဆိုမသေးကွဲတဲ့နေထားမှာနေ Orally ဥလာပေါ်တဲ့ဒါစီးသစ်နဲ့တခါခါကြရင်ပေါ့နော်ဒါဂွာဒီယိုလာရဲ့အနှစ်သာရတစ်ခုလို့ပြောရမှာဒီလိုမျိုးပွဲစဉ်တွေပဲ တရားတယောက်ကလေအန်လော့ကလုပ်ပေးလိုက်တယ်လို့ပဲ။ already ရောက်လာခြင်းကဂျော့စကိုကဗာဒီယိုနဲ့သူ့ရဲ့စင်တာဘက်ပင်ဂိုနီယာကိုပြန်ပြီးရောက်သွားတယ်လို့ပဲ။ဂျယ်ရမီဒိုကူနဲ့လက်ရှိမှာဖေးဖိုဒန်ပြန်ပြီးကောင်းလာတာသူ့အနေနဲ့ဖေးဖိုဒန်နေရာသူအာရုံစိုက်တာမလုပ်ဘူး။ဖေးဖိုဒန်အဲ့နေရာမှာရှိမယ်။ဖေးဖိုဒန်ဒီနေရာမှာ white space ထွက်ကစားမယ်ဆိုရင်သူ့နဲ့ဂျယ်ရမီဒိုကူအတွင်းထိဝင်ပေးမယ်။ခမကြီးအယမ်းမိုက်တာ။အဲ့တော့နီကိုကွန်ဇာလက်ကလည်းသူ့လို့သူ့လို့နှုတ်ကြမို့တာ။ဖိုဒန်ကလည်းနောက်ထပ်ကိုနောက်ကိုလှမ်းပြီးကြည့်စရာမလိုဘူး။ဘနာလိုဆေးဘကအဲ့နှစ်ကောင်ကြားမှာအယမ်းကြီးအစင်ပြေအောင် လုတ်ပြီးနေတဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ပုံကူကြီးရာတော်တော်လေးကိုအဆင်ပြေနိုင်မယ်လို့ကျွန်တော်ရဲ့ပုံကူကြီးရာမှာကျွန်တော်ကတော့မြင်မိရတယ်မှာပါအဲ့တော့ပြောချင်တာကရှင်းပါတယ်ဒီလက်ရှိဒီတစ်ပတ်မှာတော့ CD အတင်းတော့တော်တော်လေးကိုအားရကျေနပ်မှုတော်တော်လေးကိုကောင်းမယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးရာကျွန်တော်မြင်မိရတယ်မှာပါတယ်ပေါ့နော်ပြီးတော့ပဲစိုးစေကမှုဒီနေ့ပွဲစဉ်ကတော့ကျွန်တော်တော်မွန်တဲ့ပွဲစဉ်မှာမှာစီးတဲ့ရဲ့ခန်းစစ်ပိုင်းကတိုက်စစ်ပိုင်းရော display ရာအားရဖို့ကောင်းပွဲတဲ့ဆိုလို့ဖြစ်ခဲ့တယ်။တဖြည်းဖြည်းနဲ့တော့ကျွန်တော်စီးတဲ့နဲ့လက်ရှိမှာ Arsenal တင်းနဲ့၄မှတ်ပဲကွာလာပြီ။ ချန်ပီယံလိမှာတော့ချီတင်တဲ့လက်ရှိကျွန်တော်အမြင်မှာဒီနှစ်မှာလူတော်များတာကျွန်တော်တို့တိတ်ပြီးတော့မကြတဲ့ခေါ်ယူမှုကတော်နာရောမှာပဲတော်နာမှာခေါ်ယူဖို့တိတ်ပြီးတော့ဂွာဒီယိုလာကိုပြတာကျွန်တော်ပလေးစတိုင်ပေါ့နော်ဒါကိုဒါကျွန်တော်တို့လောင်းဘောတွေဘာညာသမားဂိုးသမားကနေပြတာပြန်ပြီးတည်တဲ့ဥစ္စာကိုတိတ်ကျတဲ့အနေနဲ့တော်နာရောမှာကဒါအဲရီကီတော့မမသုံးတော့တာဗျာတမကုလက်ရှိမှာရှယ်ဗီလီယောက်သုံးထားတာပဲဒေါ်နော်မဘယ်လိုဖြစ်လဲအဲ့တော့ကျွန်တော်အမြင်နဲ့ပြောတယ်ကျွန်တော်လက်လက်ရှိမှာကျွန်တော်နဲ့ဂွာဒီယိုလာနည်းနည်းလေးအမြင်တူသွားပုံရတယ်အဲ့ဒီ end of the day မှာနေ့တစ်နေ့ကုံဆုံးသွားတဲ့အချိန်မှာဂိုးသမားကိုဖမ်းရမယ် အဲ့ဒီ logic ကြီးကို guardiola ကြီးသဘောပေါက်သွားတဲ့အချိန်မှာဝီးဆိုပြီးတော့ okay သွားအဲ့ပြောတင်တာဗလာရှိမှာ series နဲ့အခုလက်ရှိမှာဒါ rhythm မိနေတယ်အရေးကြီးဆုံးကကျွန်တော်ရဲ့ပုံကူရေးရာအမြင်လို့ပြောပါဆိုရင်တော့လက်ရှိ city အသေးနေနဲ့တကယ်ကိုကောင်းလွန်းတယ်လို့ကျွန်တော်အနေနဲ့ပုံကူရေးရာမှာမြင်မိတယ်ကောင်းတဲ့အချိန်မှာလဲဒါကိုဒါကျွန်တော်တို့လက်ရှိမှာတော့ဆက်ပြီးတော့ထိန်းထားဖို့လိုတယ် အရေးကြီးတာခဏခဏကျွန်တော်ပြောခဲ့လို့ပဲ consistency is the key တည်ငြိမ်မှုကအားလုံးရဲ့အရေးကြီးမှုကိုပြသမယ်ဆိုတဲ့ဥစ္စာရှိတယ်။တစ်ဖက်ကတော့ဥနာဘောတစ်ဖက်ကအမှတ်ရမယ်ဘာညာဆိုစဉ်းစားနေ CD ကသူ့လို့သူလို့ရမယ်။သူ့လို့သူ rhythm မမှန်နဲ့ပုံမှန်လေးပြန်သွားရမယ်လို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ရမှာကျွန်တော်ကတော့မြင်ပြီးရတယ်မှာပါပါတယ်။ဒီတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 TV 4G တို့မှာကျင်းလို့ဆိုပေါအောင်ကြည့်လို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဟုတ်။မြန်မြန်ကလစ်မမြန်နိုင်မှာဖြစ်ပါတယ်။ အားလုံးမကြွတမရကောင်းမွန်တော့နေနေဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာအေးအေးဆေးဆေးတူကြတာပေါ့ဒိဗော်ဗျာ